တော့ဒီမေးခွန်းတွေကနိုင်ငံသားတွေတော့မင်းများအားလုံးလို့လို့ကဒီမေးခွန်းတွေပဲမေးတာနော်အပေါ်မှာပြပေးထားတဲ့မေးခွန်းနော်အဲ့ဒီမေးခွန်းတွေပဲနိုင်ငံသားတွေအကုန်လုံးလို့ကမေးကြတာဗျအဲ့ဒီမှာမသိလို့မေးကြည့်မယ်တဲ့ခုမြန်မာနိုင်ငံမှာဘယ်ဘာသာကတရားဝင်ကိုးကွယ်တဲ့ဘာသာကို ပြထမ်းထားတယ်လဲတဲ့ကျုပ်တိကမြန်မာပြည်ကဗုဒ္ဓဘာသာတရားဝင်ပြထားတယ်ပဲအနော်ဒါမင်းလက်ထက်ကတဲ့ တော့မြန်မာနိုင်ငံအနော်ရာမင်းကြီးစပြီးတိဆောက်တဲ့အချိန်မှာတည်းကဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဗျဒါကတာမန်အားဖြင့်လူတွေရဲ့လူမှုရေးရှုထောင့်ရတည်ထားတဲ့အသည့်ကျွန်တော်ပြောနေတာကဥပဒေရှုထောင့်ရပြောတာနော်ဥပဒေရှုတော့အရာကြည့်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းမထားပါဘူးဗုဒ္ဓဘာသာကို36တင့်မှာပြောရတာက လူအများစုကိုးကွယ်တဲ့ဘာသာလို့အတိမတ်ပြုထားတာ နိုင်ငံတော်ဤဘာသာလို့အတိမဲ့ပြုရတာမဟုတ်ဘူး362မှာကမွတ်စလင်ခရစ်ယာန်အစ္စလာမ်နှစ်ကိုယ်ကွယ်မှုလို့ဒီလည်းပဲဘာသာသာသနာတစ်ခုအနေဖြင့်အတိမဲ့ပြုသည်ဆိုပြီးတော့ပြောထားတာအဲ့တော့ဘာသာအကုန်လုံးကိုနော်ဒီမှာနိုင်ငံမှာရှိတဲ့ဘာသာတွေလို့လက်ခံထားတယ်လွတ်လပ်စွာကိုယ်ကွယ်ခွင့်ယုံကြည်ခွင့်နေအကုန်လုံးကိုဖွဲ့စည်းပေါ်ပါပေးထားတယ်ဒါပေမဲ့2008ထဲမှာ မြန်မာနိုင်ငံတော်ဤဘာသာကိုတရားဝင်ထည့်သွင်းမရေးထားဘူးအဲ့ဒါကိုဒေါအောင်ဆန်းစုကြည်တို့ကလည်းတည်တဲ့အခါကျတော့နော်ဥက္ကိုနီတို့ဒေါအောင်ဆန်းစုကြည်တို့တည်တဲ့အတွက်ကြောင့်အခုလိုလှုပ်သွားတာပဲဗျနော်အဲမြန်မာနိုင်ငံကတော့တာမန်အဖြစ်ကြီးဗုဒ္ဓဘာသာနိုင်ငံလို့ခင်ဗျားတို့သိကြတယ်ဆရာတို့အိန္ဒိယကိုကြည့်လို့ရှိရင်လည်းဗုဒ္ဓဘာသာနိုင်ငံလို့ခင်ဗျားတို့သိကြတာတကယ်တော့မြေပြင်မှာတေချာသွားကြည့်လို့ရှိရင်အိန္ဒိယနိုင်ငံကဗုဒ္ဓဘာသာက ွယ်ပြောက်သွားပြီရှိတော့ဘာသာပေါင်းစုံနိုင်ငံဖြစ်သွားပြီအိန္ဒိယเนาะအဲ့တော့ခင်ဗျားတို့ကလူမွေးရှုတော့ရကြည့်လို့မရဘူးတာမန်အားဖြင့်ကြည့်တော့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံပဲလူတိုင်းကသိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဥပဒေအရစကားတွေပြောလာပြီဆိုဒေါ်စန်းစုကြည်တို့ NLD တို့ကအဲ့လိုလုပ်သွားတယ်လေသူကဥပဒေရှုတော့ရဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာအဖြစ်မရှိထားတဲ့ခါကျတော့ဗုဒ္ဓဘာသာကိုလိုက်တန်းကြီးကြတယ်အဲ့ဒါကိုကျွန်တော်တို့ကဥပဒေရှုတော့မသိတဲ့ခါကျတော့တန်းကြီးခံမခံဘူးဆိုပြဿနာရှာကြတယ် သူတို့တန်းညိသွားတာကကျွန်တော်တို့မြန်မာပြည်ဟိုနားမလဲတဲ့အားနှစ်ချက်တစ်ခုကြောင့်သူတို့ကဗုဒ္ဓဘာသာကိုတခြားဘာသာတွေနဲ့တန်းညိသွားတာပဲဗျ။နော်။အဲ့တော့ဥပဒေအရဗုဒ္ဓဘာသာကြီးနိုင်ငံတော်ဘာသာဖြစ်ပြထမ်းမထားပါဘူး။ဘယ်ဘာသာအောင်မှပြထမ်းမထားပါဘူး။ခင်ဗျားတို့ NLD အရသာအစိုးရတက်လာ NLD တက်လာရင်ပို့တော်ဆိုးသေးတယ်။ခင်ဗျားတို့နောက်ကြကျွန်တော်ပြောမယ်တေချာနှတ်တော်။နောက်ကြလာမယ်နော်။ live ရွာတော့လက်ကင်ပြီဆိုဒီဒီဘာသာကဗုဒ္ဓနိုင်ငံတော်ဘာသာပဲမပြား